အားလုံးပဲမင်္ဂလာပါရှင်။ For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မူလဝတ္တနဲ့ဇလပြရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မူလဝတ္တခံမှန်းချက်တွေကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီကနေ့စက်တင်ဘာလ29ရက်နေ့အတွက်ထူးခြားမူလဝတ္တရင်းနေနဲ့တိုင်ဖွန်းမုန်တိုင်းရာကာစားပြီးနောက်ထပ်ဖြစ်တည်လာသောအပူပိုင်းမုန်တိုင်းပူအလွန်အချောင်းနဲ့ ပင်လာပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင်။ပထမဆုံးအနေနဲ့တောင်တရုတ်ပင်လယ်မှာဖြစ်အားဖြင့်တိုင်ဖွန်းမုန်တိုင်းရာကစားပြီးဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်လာတဲ့အပူပိုင်းမုန်တိုင်းဘူအလိုင်းကိုပေါ်ပြပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွက်ချက်များအရဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းတွင်ဖြစ်ပေါ်နေသောအကောင်းသောပူပိုင်းမုန်တိုင်းဘူအလိုင်းသည် အနာအနာများဘက်သို့ရွေလျားနိုင်ပြီးနောက်ဆက်နှစ်နိုင်တွင်တောင်တရုတ်ပင်လယ်ပြင်သို့ရောက်ရှိနိုင်မှသည်ဟုခန့်မှန်းရပါသည်။ထိုမှတည်းစဉ်အနာအနာများဘက်သို့ဆက်လက်ရွေလျားကတိုင်ဖွန်းမုန်တိုင်းဖြစ်အားကောင်းလာနိုင်ပြီးနောက်၄၈နိုင်တွင်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုဖျက်ချနိုင်သည်ဟုခန့်မှန်းရပါသည်။ဆက်လက်ပြီးမင်္ဂလာပလင်အော်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်အကြောင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ယနေ့မြန်မာစံတော်ချိန်9:00ခွဲအချိန်တိုင်းထွာချက်များရာ ်ဘင်္ဂလားပလင်အော်အနာမြောက်ပိုင်းနဲ့အရင်နဲ့ဆက်စပ်လျက်ရှိသောဘင်္ဂလားပလင်အော်အနာလယ်ပိုင်းအိန္ဒိယနိုင်ငံအရိတာပြည်နယ်တောင်ပိုင်းကလွန်အင်ဒါပရာဒေ့ရှ်မြောက်ပိုင်းကန်ချီရိုတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်ဒီပရက်ရှင်သည်အနာဘက်သို့ရေလျားခဲ့ပြီးဘင်္ဂလားပလင်အော်အနာမြောက်ပိုင်းအိန္ဒိယနိုင်ငံအရိတာပြည်နယ်တောင်ပိုင်းကန်ချီအနီးသို့ရောက်ရှိခဲ့ကမြန်မာနိုင်ငံစစ်တွေမျိုး၏အနောက်အနာတောင်ဘက်ရေမိုင်၄၂၀မိုင်ခန့်အိန္ဒိယနိုင်ငံပူရီ၏အနောက်တောင်ဘက်ရေမိုင် 35မိုင်ခန့်၊ကိုပါပူမြို့ဤအရှိဘန်ရေမိုင်35မိုင်ခန့်နှင့်ကာလင်ကာ ပတနံမြို့ဤအရှိမြောက်ဘက်ရေမိုင်100မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါသည်။မုံတိုင်းငယ်ဤလက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်ကိုဥတီ၍လျားမဲ့အခြေအနေရှိရာကြောင့်အဝါရောင်အစင်းဟုသတ်မှတ်ပါသည်။မုံတိုင်းငယ်ဤတနီယာဘိုလ်ချက်လေးဖျားနေလေတိုင်းတော့အစောပိုင်းမုံတိုင်းငယ်သည် မြန်မာနိုင်ငံစံတော်ချိန်9နာရီခွဲအချိန်ညလက်တီကျု19.3ဒီဂရီနဲ့အရှိလောင်ကြီးကျု85.5ဒီဂရီတွင်ရှိပြီးဘိုကျက်လီပီအားတထဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းတို့မှာတနိုင်လျင်မိုင်3035နှုန်းခန့်ဖြစ်ပါသည်။နောက်6နာရီတွင်ခံမှန်းချက်အစောပိုင်းမုန်တိုင်းငယ်သည်အနောက်ရွံ့ရွံ့သို့ရွေလျားနိုင်ပြီးနောက်6နာရီတွင်အိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကန်ချီတို့ကို ဖူရီမြို့နဲ့ကာလင်ကာပတနံမြို့တို့ကြားဂိုပါပူမြို့အနီးမှဖြတ်ကျော်နိုင်သည်ဟုခန့်မှန်းရပါသည်။သတိပေးနှိုးဆော်ချက်အစိုးရမုံတိုင်းငယ်၏အရှိန်ကြောင့်ယင်းနေ့နံနက်မှနောက်24နာရီတွင်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲနေနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အီယော်တီတိုင်းဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ် ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်နေရာစိစိမှနေရာနံပြမိုးထစ်ချုံရပြီးအထူးဒေသများတွင်နေရာကွက်ရွေမူကြီးချင်းများနဲ့တူလေပြင်းတိုက်ခတ်ချင်းများဖြစ်ပေါ်နိုင်ပါသည်။မြမကယ်ရန်တရှောင်းနှင့်ကဲလွန်ပင်လေပြင်းတို့တွင်ရန်ဖန်ရန်ခါမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးပါမည်။မိုးတက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေသည့်တနိုင်လျင်35မိုင်ထိတိုက်ခတ်နိုင်ပါသည်။ လိုင်းမြစ်မှာမြန်မာကင်ရန်တရှာနေကဲလွန်ပလဲပြင်းတို့တွင်10ပေမှ12ပေခန့်ရှိနိုင်ပါသည်။အကြံပြုချက်တို့ဖြစ်ပါ၍မုန်တိုင်းငယ်၏အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သမောက်ဘီအန်ဒီရဲများဖြစ်ပေါ်နိုင်တာကြောင့်ကွန်မြူနတီတာနီတွင်နေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအန္တရာယ်နဲ့မြေငယ်ချောင်းငယ်များနေရင်နေထိုင်ကြသူများနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နှင့်ပြည်ရင်းလေကြောင်းပြန်တန်းရင် မြမကယ်ရန်တရှာနိုင်ကလွန်ပလဲပြင်းတို့ရှိ ကန်ဒီကန်ဝေငါးဖက်ရည်ရဲများတင်မောများနေဖြစ်လေကျိုတင်သတိပြနိုင်ပါယံသတိပေးနှိုးစွာအပ်ပါရင်မိုးလေဝသပညာရှင်ဥက္ကမောင်ထေဤသုံးသက်ချက်ကိုလည်းတင်ပြပေးလိုက်ပါရရှင်ဒီကနေ့စက်တင်ဘာလ29ရက်နေ့မနက်6:00နာရီထိခံမှန်းချက်တွေရလက်ရှိမှာအဓိကသတိထားရမယ့်မုံတိုင်းနဲ့လီပီးယားနယ်ရဝင်းနှစ်ခုစံနေပါသေးတယ်ဘင်္ဂလားပလင်အော်မြောက်ပိုင်းကလီပီးယားနယ်ရဝန်းကြီး 99B Invest နဲ့ တောင်တိုပလဲကတိုင်ဖွန်းမုန်တိုင်းကြီးတို့ပါနောက်ရက်တွေမှာဗီယက်နမ်ကိုဦးတည်နေတဲ့မုန်တိုင်းဟာအာနှင်းငယ်ရောသွားနိုင်တာကြောင့်အထူးစိုးရင်စရာမရှိတော့ပါဘူးဒါပေမဲ့မုန်တိုင်းနှလုံးသားမှာလေးဖိဟာနဲ့မြောင်းတန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီးဘင်္ဂလားပလဲအော်ကလေးဝေးဟာလဲအာနှင်းငယ်ပူကောင်းလာနိုင်ပါတယ်ဒီအချိန်တွေကြောင့်အော်တိုဘလာပထမပတ်ကုန်ထိကျန်ရှိနေတဲ့မိုးတွေပိုပြီးရွာသွန်းနိုင်ကြောင်းသတိပေးလိုက်ပါတယ် ဆလပီမူလီဝတာနဲ့ဆလာဗီယာညွန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ရေကြီးမှုအခြေအနေတွင်2025ခုနှစ်စက်တဘာလ29ရက်နေ့ခုနှစ်နာရီချင်းထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွာချက်ရစစ်တောင်းမြေသည့်မတောင်းမြို့တွင်ရင်းမြို့ဤဆွေရင်မအထက်တို့တပေခန့်ကျော်လနေပြီးနောက်တရက်တွင်သုံးလက်မခန့်မြင့်တက်လာနိုင်ကရင်းမြို့ဤဆွေရင်မအထက်ဆလတ်တီရှိနိုင်ပါသည်။ တို့ဖြစ်ပါ၍မတောင်မြွနယ်အတွင်းရှိမြေကန်နီနှင့်မြေနေပိုင်းနေထိုင်သူများနေဖြင့်ရေပေးလွှတ်ရာနေရာများကိုရှောင်ရှားနိုင်ပါရန်တတိပေးနှိုးဆော်အပ်ပါသည်။မြစ်ကြီးနားမြေသည်ပေဝန့်နေနေခန့်ထက်ကြောင့်မိကညနေမှ12နာရီတွင်မြစ်ကြီးနားမြို့၏မိကမြင့်ဆုံးပူချိန်36.3ဒီဂရီစင်တီဂရိတ်၊ယနေ့အနေဆုံးပူချိန်18.3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။ရည်ကျင်းနာမြေသည်ဆွေရည်မှ1200စင်တီမီတာသို့ရရှိရန်968စင်တီမီတာ 25ဖီခွဲကျော်ခန့်အလိုရင်းရရှိနေပါတယ်။ညဤအတက်ကြပုံမှန်ဤထားခန့်မှာရှိနေပါမယ်။ထူကဲမြည်ကြီးနိုင်သည့်အချိန်နေမတွေ့ရှိသေးပါရှင်။အီယော်ဒီမြင့်အထက်ပိုင်းမှာမူအားတင်းတင်းရှိနေပါတယ်။ရံဖန်ရံခါအီယော်ဒီမြင့်စော်ထက်ပိုင်းမှာနေရာကွက်၍မူသည်ထန်စွာရသွန်းခြင်းများကြောင့်မြည်ကြီးနာမြည်ကြားစင်နေရာမှာပြန်တလာခြင်းအကျဉ်းချင်းဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ ။ EOD မြင့်အထက်ပိုင်းမိခါမြင့်နဲ့မိခါမြင့်ဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားသင်တင်ရှိနေပါသည်။ EOD မြင့်ကိုတခြားနယ်ချင်းမြို့တခြားမြေကန်ဒီမြင်းနေဒေသများနဲ့မြင်းနုကျွများတွင် စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနှင့်ရေလုံသားများ EOD မြစ်ကြီးကိုမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြစ်၏ခြေနေခန်းတီးမြစ်၏ပေဝက်ခန့်ထက်ကြားမိခရရနေမှ12နိုင်တွင်မုံရွာမြစ်၏ ပြည်ဝဲကျော်ခန့်ထက်ကြားမိကညနေမှ12နာရီတွင်ချင်းနေမြေအထက်ပိုင်းမှလက်တလောရင်မိုးအားအနှဲငယ်မှအတင်းတင်းရှိနေပါသည်ရခုရပိုင်းတွင်ချင်းနေမြေတက်ရှောင်းမြို့များအလုံးတွင်အကြဘတ်တို့ဦးတည်နေပါအောင်မယ်ချင်းနေမြေတက်ကြပုံမှန်ဒီထားခတ်မှရှိနေပါမယ်ထူးခဲမြေကြီးနိုင်သည့်အချိန်တွင်မတွေ့ရှိသေးပါရှင်ခန်ဒီဟောင်မလင်းဖောင်ပြင်းမော်လိုက်ကလေးဝါမင်းကင်းကနီနဲ့မောင်ရမြို့မြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ် EOD မြေချင်းနေဗမောရှေကူမြို့ကတားထီချိုက်တပိတ်ချင်းမန္တလေးစကားမြင်းမှုပခုတ်ကူညာဦးမြေရုံမှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကြောင်းမင်းဘူးမကွေးမြေရင်ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကြားဖြတ်မူရေးကြောင့်အနေငယ်ပြန်တက်ခဲချင်းဖြစ်ပါတယ်။အောင်လန်းပြည်မြို့စိတ်သားမြေရုံမှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်။ရင်ထရမြေရင်အတက်ကြမရှိရတဲ့အတန်းနေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။ ဇလုံးမျိုးမြင့်ရေးအတက်ကြမရှိရတန်းနေပြီယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြည်လဲကြဆင်းနိုင်ပါသည် EOD မြင့်မြင့်တမှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြင်းညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးမလေးဝသားနေဇလဗီယာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သော ထူးခြားမှုလေးဝသားအချိန်လေးကိုတင်ပြပေးသွားပါမယ်။မင်္ဂလာပလေော်အချိန်နေ့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပလယ်အော်အနာမြောက်ပိုင်းနဲ့ရင်းနှင်းဆက်ဆက်လျက်ရှိသောဘင်္ဂလားပလယ်အော်အနာလယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရိသပြည်နယ်တောင်ပိုင်းကလွန်အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကခြေရိုးတွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်ဒီပရက်ရှင်သည်အနာဘက်သို့ရေလျားခဲ့ပြီးဘင်္ဂလားပလယ်အော်အနာမြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရိသပြည်နယ်တောင်ပိုင်းကခြေအနီသို့ရရှိခဲ့ကမြန်မာနိုင်ငံစစ်တွေမျိုး၏အနာအနာတောင်ဘက်ရေမိုင်း420မိုင်ခန့်အိန္ဒိယနိုင်ငံဖူရီမျိုး၏အနာတောင်ဘက်ရေမိုင်း35မိုင်ခန့် ကိုပါဘူးမြို့၏အရှိပန်ရေမိုင်း35မိုင်ခန့်နှင့်ကလင်ကာပတနံမြို့၏အရှိမြောက်ဘက်ရေမိုင်း100မိုင်ခန့်အကွာပလဲပြင်ကိုဖို့ပြူနေပါသည်ကပလီပလဲပြင်နှင့်ဘင်္ဂလားပလဲအော်တာမိုင်းတို့တွင်မုတ်တုံလီအားကောင်းနေပြီးကျန်ဘင်္ဂလားပလဲအော်တွင်မုတ်တုံလီအားအသင်းတို့ရှိနေပါသည်ယနေ့ညနေအထိခမ်းမန်းချက်ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နေရာစိတ်စိမ့်နေကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံ့အပြားမှုထစ်ဆုံရပြီးနေပြည်တော်ရေကုန်တိုင်းဒေသကြီးအေရော်တီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီအမှုကြီးနိုင်ပါတယ်ရွာရဲရောင်နှုံးပြည့်ဖြစ်ပါတယ်နေပြည်တော်နေရာကွက်ကြားမှုထစ်ဆုံရမည်ရန်ကုန်ကပ္ပအင်းမိုးတချိန်တစ်ချိန်ထစ်ဆုံရမည်မန္တလေးနေရာကွက်ကြားမှုထစ်ဆုံရမည် ဘက်ကိုမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်လက်ကွေးနေရာကွက်ကြားမိုးထစ်ချုံရမည်ဟုံမလင်းနေရာကွက်ကြားမိုးထစ်ချုံရမည်မုံရွာနေရာကွက်ကြားမိုးထစ်ချုံရမည်ပတ်သိမ်းမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်ဓဝဲမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်မြကြီးနာနေရာကွက်ကြားမိုးထစ်ချုံရမည်လိုက်ကောနေရာကွက်ကြားမိုးထစ်ချုံရမည်ဖက်အန်မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်ဟာခာနေရာကွက်ကြားမိုးထစ်ချုံရမည် ော်လမြိုင်မိုးတချိန်နှစ်ကြိမ်ထစ်ဆောင်ရမည်စစ်တွေနေရာွက်ကြမိုးထစ်ဆောင်ရမည်လာရှိုနေရာွက်ကြမိုးထစ်ဆောင်ရမည်တောင်ကြီးနေရာွက်ကြမိုးထစ်ဆောင်ရမည်စိုင်းတုံနေရာွက်ကြမိုးထစ်ဆောင်ရမည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်း EOD တိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့တူ ၊လေပြင်းတိုက်ခတ်ခြင်း၊မိုးထေချုံခြင်း၊မိုးကြိုးပစ်ခြင်း၊ရေစီလက်ခြင်းနဲ့မူတည်ကျွေးခြင်းစသည့်မလိုတာဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခံမှန်းချက်ပဲခူးတိုင်းဒေသကြီး၊တရင်တိုင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးပိုလာနိုင်ပါသည်။နေပြည်တော်နဲ့ညီတော်အတွက်ယနေ့ညနေထိခမ်းမန်းချက်မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်ရွာရံရနှုံးပြဖြစ်ပါတယ် ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်မိုးတစ်ချိန်နဲ့ချိန်ထစ်ချုံရွာမြီရွာရံရံုံပြည့်ဖြစ်ပါရယ်မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်နေရာကွဲကြားမိုးတစ်ချုံရွာမြီရွာရံရံုံပြည့်ဖြစ်ပါရယ်မြမပင်လေပြင်းမြမကံရံတရှာနေကလွန်ပင်လေပြင်းတို့တွင်ရံဖန်ရံခါမိုးတက်လီပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်မိုးတက်လီပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနအိုင်လ35မိုင်ထိတိုက်ခတ်နိုင်ပါသည် လိုင်းမြင်မှာမြမကင်ရန်တရှောင်းနဲ့ကဲလွန်ပလဲပြင်းတို့ရင်၁၀ပေမှ၁၂ပေခန့်ရှိနိုင်ပါတယ်။အလုံးမဲ့တဘောင်းဝဗီယန်ရဲ့ကနေကင်ဝေးကြပါစေလို့ For You Media Channel ကနေစုတောင်းပေးလိုက်ပါရရှင်။